့၄စင်တင်ရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့ပြည်ဟောင်းရံတွေကတော့မော်လနိုင်ရှမ်းကုန်ရထောင်မနက်ခံပြက်လက်ပြေးဆွဲမှုဆိုတဲ့ဖြင့်ဂလင်းပြန်လဲထောင်ရေးအတွက်အိန္ဒိယကဗီလန်ကြီး125တန်းလူရန်ဆိုတဲ့ဖြင့် ၃လပတ်အတွက်တက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ရှောက်ထားနိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့ကမ္ဘာပထမဆုံးဆက်ရုပ်လက်ဝေပြိုင်ပွဲတရုတ်ပြည်ဟန်ချိုးမြို့၌စတင်ကျင်းပသွင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့မော်လမြိုင်ရန်ကုန်ရထားမနက်ပြန်ပြန်လဲပြေးဆွဲမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ရပိုင်းကယာယီရနာခေယားထေမော်လမြိုင်ရှမ်းကုန်းရထားခရီးစဉ်တွေကိုမနက်ပြန်မေးလ28ရက်နေ့မှာပြန်လည်ပြေးဆွဲသွားမယ်လို့မော်လမြိုင်ဘူသာကြီးကတည်ရပါတယ်။မော်လမြိုင်ရှမ်းကုန်းရထားလမ်းပိုင်းအတွင်းတိမ့်စိတ်ဘူသာနဲ့ဒုံဘူသာကြောင့်ရထားလမ်းကိုမတမသူအချို့ကမေးလ25ရက်နေ့မှာမိုင်းထောင်ဖြက်စီးခဲ့တာကြောင့်အမှတ်689ကျောက်ရထားမိုင်းထီမှန်ပြီးဆက်ကောင်းဝပါဝင်ကျောက်သွဲခွန်နဲ့သွဲလမ်းချော်ချမှုဖြစ် bwa kya ba အဆိုပါပိတ်ဆို့နေတဲ့လမ်းပိုင်းကိုမြမမီရထားတာဝန်ရှိဝန်ထမ်းတွေကရထားလမ်းအမြန်ဆုံးဖွင့်နိုင်ဖို့ဤညမနာထံပြုပြင်ဆောင်ရွက်နေပြီးလမ်းပိုင်းကိုမူလကမေလ29ရက်နေ့မှာပြန်လည်ဖွင့်လှစ်နိုင်ဖို့စီစဉ်ထားပေမဲ့ပြင်ဆင်ထားစောပြီးသွားတာကြောင့်မနက်ဖြန်ကနေစတင်ပြီးပြေးဆွဲပြီးသွားမယ်လို့ဆိုပါတယ်မေလ28ရက်နေ့မှာမော်လမြိုင်ဘူတာကနေထွက်ခွာမဲ့အမှန်82အဆုံးရထားကိုရိုးရိုးအေးအေးအားတွဲဆိုင်နဲ့ပြေးဆွဲပြီးသွားမှာဖြစ် စ်ပြီး၎င်းနေရာတွာအထက်တန်းလက်မှတ်တွေကို မော်လမြိုင်ဘူသာကြီးရက်ကြိုးလက်မှတ်ရုံမှမေလ26ရက်နေ့မနက်7:00နာရီကစတင်ပြီးနေ့လယ်3:00နာရီအထိရောင်းချပေးထားတယ်လို့အတည်ပြုထားပါတယ်။ မေလ28ရက်နေ့အတွက်အထက်တန်းရက်ကျိုးလက်မှတ်တွေကိုရူရိုတန်းရက်ကျိုးလက်မှတ်အထက်တန်း3ရက်ကျိုးတင်လက်မှတ်တွေကိုမော်လမြိုင်ဘူသာကြီးရက်ကျိုးလက်မှတ်ရုံမှမနက်9နာရီကနေ့၄လ3နာရီအထိရောင်းချပေးသွားမယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်းပြန်လဲထူထောင်ရေးအတွက်အိန္ဒိယကဘီလက်မြေ225ထန်းလူရန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်းပြန်လဲထူထောင်ရေးအတွက်အိန္ဒိယနိုင်ငံကဘီလက်မြေ225ထန်းကိုလူရန်ခဲ့တယ်လို့ယနေ့ထုံနိုင်ငံပိုင်သတင်းစာတွေမှဖော်ပြထားပါတယ် အိန္ဒိယနိုင်ငံမှပီလန်မြေ225ထန်50ကီလိုဝက်၄ချိန်ရှိအိပ်ပေါင်း4500အားငလင်ထန်းတင်သေးတာအထွေမှအသုံးပြုရဖို့လှူဒန်းခဲ့တာကြောင့်မြမတပ်မတော်ရှိရဲ့ UMS မြစ်ကြီးနာတင်မော်မှတွားရောက်တဲဆောင်လာခဲ့ပြီးမေလ23ရက်နေ့နဲ့10နာရီကတိလဝါစိတ်ကန်းတို့ပြန်လည်စိုက်ကပ်ခဲ့တယ်လို့ဆိုပါတယ် အဆိုပါရောက်ရှိလာတဲ့ဘီလန့်မြေတွေကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူတွေထံကိုမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံဤတန်မတ်ကြီးမှတိလဝါစိတ်ကမ်းမှလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်ဒီလိုလက်ခံရရှိခဲ့တဲ့ဘီလန့်မြေတွေကိုရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ကုန်တင်ကားများပေါ်အတင်ဆောင်ကငလင်းတင်ဒေသများသို့ပို့ဆောင်ပေးနေတယ်လို့သိရပါတယ်ရှင်ဆလပီ ပထမ3လပတ်အတွက်အသက်ကြီးဘိုးဘွားများလူမှုရေးပင်စင်လျှောက်ထားနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဗန္နာနှင့်ပထမ3လပတ်အတွက်အသက်85နှစ်အထက်တက်ကြီးဘိုးဘွားထွေလူမှုရေးပင်စင်လျှောက်ထားနိုင်ပြီလို့လူမှုဝန်ထမ်းကဲဆယ်ရှိနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကတည်ရပါထိတ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရချာထားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနက2025-2026ဘဏ္ဍာနှင့်ပထမ3လပတ်ဧပြီလ-မေလ-ဇွန်လအတွက်အသက်85နှစ်အထက်တက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်လျှောက်ထားနိုင်ပြီဖြစ်ပြီးတလားကိုငွေကြေးတပေါင်းနှုတ်နဲ့ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ အဆိုပါအသက်85နှစ်အထက် လူမှုရေးပြင်ဆင်လျှောက်ထားရာမှ1940ခုနှစ်မတ်လ30ရက်1300တခုနှစ်တပေါင်းလားဆုံ9ရက်မတိုင်းမီမွေးဖွားသူ1940ခုနှစ်မတ်လ30ရက်ရှေးပိုင်းမွေးဖွားသူတွေပေါင်းဝင်တယ်လို့သိရပါတယ်။ ရှောက်ထားသူဟာနိုင်ငံသားစီစီရေးကတ်ဒုမဟုတ်အိမ်ထောင်စုစရင်မိတ်ထူလေးလက်မှ၆လက်မှအရွယ်သက်ပုံငွေထုတ်ယူမဲ့ကိုစလဲသားသမီးမြေးရဲ့နိုင်ငံသားစီစီရေးကတ်မိတ်ထူနဲ့တတ်မှတ်ရှောက်ထွားပုံစံဖြည့်သွင်းရှောက်ထားနိုင်တဲ့လို့သိရပါတယ်။အဲ့ဒီလိုရှောက်ထားရမှသက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုရုံးကြီးကြပ်မှုအောက်ရှိရက်ကွက်ကြီးရွာအုပ်ချုပ်ရေးမှုထွေကတဆင်သက်ဆိုင်ရာခရိုင်နယ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးထွေကိုအခုနှစ်မေလ30 23ရက်နောက်ဆုံးထားစည်ရင်ပေးသွင်းနိုင်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့ကမ္ဘာပထမဆုံးဆက်ရောက်လက်ဝေပြိုင်ပွဲတရုတ်ပြည်ဟန်ချိုးမြို့၌စတင်ကျင်းပထုတ်လွှင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အရှေ့ပိုင်းကျဲချမ်းဟန်ချိုးမြို့မှာတနင်္ဂနွေနေ့ညကကမ္ဘာပထမဆုံးဆက်ရုပ်တိုက်ခိုက်ပွဲစတင်ပြုလုပ်လိုက်ပြီးပွဲစီစဉ်သူတွေရော ရှင်ပြိုင်သူတွေပါ ပြင်ဆင်လာကြတာတွေ့ရပါတယ်။ တရုတ်မီဒီယာဂရုစီအမ်ဂျီကိုဘာဆက်ရုပ်ပြန်ပွဲလိုအမည်ပေးထားကဟန်ချိုးရှိအိုလံပစ်အားကစားစင်တာကနေတကဘာလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြသနေပါသည်သက်ဆိုင်ရာအသင်းတွေကိုကိုးစားပြုတဲ့ရှင်ပြိုင်သူလေးဦးဟာတွင်ထဲမှာလက်ကင်ခလုတ်တွေကနေသူ့ရဲ့ဆက်ရုပ်တွေကို ထိမ့်ချုပ်ရပါတယ်။တတူတွေရဲ့ချင်းချင်းထိမှန်တဲ့အတန်တွေကအင်အားကောင်းလှပြီးကြီးစုသူတွေလည်းသူတို့ကိုယ်တိုင်ထုတ်လုပ်ချင်းလာလိမ့်မယ်လို့ရှင်ပြိုင်သူကြောက်ထရန်ချီကပြောပါတယ်။ ရှင်ပြိုင်သူတွေကစက်ရုပ်တွေကိုအကောင်းဆုံးဖြစ်အောင်လုပ်နေတယ်လို့ပွဲစည်းစဉ်သူတွေကလည်းပြိုင်ကွင်းကြီးကိုအကောင်းဆုံးတပ်ဆင်ထားကကင်မရာအားလုံးကိုအချိန်ချင်းစမ်းသပ်ထားပြီးတရုတ်ဖော်ပုံစံများစမ်းသပ်ထားပါထိတ်စယုတ်တွေအကိုရီတန်ဖြစ်ဘလို့ရှင်ပြိုင်ကြလဲဘလို့လှုံရှားကြလဲဆိုတာကိုပြသပြီးစယုတ်ကျွမ်းကျင်သူများကိုလည်းတိုက်ရိုက်တင်ဆက်သူများအဖြစ်ဖိတ်ကြားထားပါသေး အနာဂတ်စက်ရုံနည်းပညာကိုကိုစားပြုဖော်ပြတဲ့ပွဲဖြစ်လာပါလိမ့်မယ်လို့ CMG စက်ရုံပြိုင်ပွဲနည်းပညာပိုင်းညွှန်ကြားရေးမှူးချုပ်ကျန်းဝါကပြောပါထိန်ဒီပွဲကနည်းပညာဝါသနာရှင်များစွာနဲ့ကိုခံပညာပြိသက်တွေကိုဆွဲဆောင်ထားနိုင်ပါထိန် တရုတ်ဆက်ရုပ်ထုတ်လုပ်ရေးခန္ဓာကတိုးတက်မှုကောင်းတွေရှိထားပြီးကိုခန့်ပညာရှင်လိုမျိုးလှုပ်ရှားနိုင်စေဖို့မျှော်လင့်ထားပြီးတော့ပုံမစန်းတစ်စိတ်လှုပ်ရှားဖွယ်ကောင်းတာတွေတွေ့လို့ပါတယ်လို့နန်ချင်းမှာခရီးသွားဧည့်သည်ကပြောသွားပါတယ်လို့သိရပါတယ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုပါပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် ကျမကတော့မြန်မိုးထပ်ပါ